local brand ကတော့ကျွန်တော်လုံးဝမလိုက်နိုင်တော့ local brand နေစီတဲ့တော့ကြည်လဲအော်ကျန်လန်းနေတာပဲ shit ကဲအလုံးပဲမင်္ဂလာပါဒီနေ့ပါပြောမလဲဆိုတော့ကျွန်တော်တခါမှမပြောဘူးသေးတယ် local brand ပေါ့နော် local brand ကြောင်းပြောမှာ local brand ကြောင်းပြောရရင်နည်းနည်းတော့ကွာကြတယ်ဗျာ ျွန်တော်ကိုယ်တိုင်ကလည်း local rank ကိုတိတ်ပြီးတော့ဝစ်လေးဝစ်တာရှိရဲဆိုမဟုတ်ဘူးဝစ်လေးမဝစ်ဖြစ်ဘူးပေါ့နော်အာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီငငယ်တုန်းကပြကျွန်တော်ကနေမှနေတာကိုကျွန်တော်ငငယ်တုန်းကကျွန်တော်အခု10တန်းပြီးပါညာချိန်လောက်နဲ့ကိုသူများဆိုင်မှာအလုပ်လေးပါလေးလုပ်ဆန်လေးပါလေးရတော့ဝစ်စားဝယ်နေတဲ့အချိန်မှာအဲ့ချိန်မှာမိုင်းနာမည်ကြီးလဲဆိုတော့ခုနှစ်ကကျွန်တော်တေချာမှတ်မှတ်မိတော့ဘူး အဲ့ချိန်မှာကျွန်တော်တို့ဒီနေမှာပေါ့နော်နေမှာဘာနေမှာကြီးလဲဆိုတော့ကျွန်တော်တို့ဒီစနေကထုတ်တဲ့တို့ဟာလေ OMG တို့နောက်ပြီး Cloud 9တို့နောက်ပြီးဟိုနောက်အခုချိန်ဒီနာမည်အရန်ကိုကြီးနေတဲ့ Stable 8တို့ကျွန်တော်နေမှာရောင်းနေမနေမှာရှိတယ်အမှဘာပြန်လာရှိလဲဆိုတော့ update ကလည်းသူဒီ Local Rania နည်းနည်းဈေးကြီးတယ်ပုံမှန်နဲ့ဆိုင်သူတို့ကနည်းနည်းလေးဈေးလေးများတယ်ပေါ့နော်အဲ့ချိန်ဘယ်လိုဝင်နိုင်လဲဆိုတော့ကျွန်တော်တို့ကတော့သိကြတယ်မဝင်နိုင်ဘူးနော်လူတွေကလည်းမဝင်ဆိုတော့ဒီမဝင်နိုင်ဘူး အဲ့တတိယပေါက်စာလေးဒီဘောစီသေးတွေတော့ဝင်နိုင်တာပေါ့ဗျာဝင်နေတဲ့ကောင်လိုက်ကြည့်ရတဲ့အချိန်ပေါ့နော်အခုနောက်ပိုင်းကတော့ပူဆိုးတာပေါ့နော် Luke Brand ကတော့ကျွန်တော်လုံးဝမလိုက်နိုင်တော့ Luke Brand ညစီတွေတော့ကြည့်လိုက်အောင်အော်ပြဲလန်းနေတာပဲ shit Oh my god Okay မဆန်ရှင်တော့ဝယ်မှာပေါ့နော်ဝယ်ကြည့် try ကြည့်မှာပေါ့ဘာတော့မဝယ်နိုင်သေးပါဘူးဒီနေ့ကတော့ကျွန်တော်ဒါ brand မအောင်ဆုံးဝယ်ဖြစ်တဲ့ Luke Brand ပေါ့နော် အဲကြောင့်ဒီမှာဝတ်ထားတဲ့ဟာအဲဒါ Bahamas Studio လို့ခေါ်တာပေါ့ Bahamas Studio sorry Bahamas Studio လာမသိဘူးအဲဒီအဲ through ဒီ local brand group page ကနေကျွန်တော်မှားထားတာပေါ့နော်နော်ဒါကြောရှူရောက်လာတာဒီအမှန်တော့တလလောက်ဖြစ်သွားပြီဒီကြမ်းမတိုင်ခင်လောက်တည်းတော်တော်ကြာပြီကျွန်တော်ဘာမှဒီကနေပတ်သက်ပြီးဘာမှမလုပ်ဖြစ်သေးတာအဲကျွန်တော်တေချာဝစ်ကြည်နေနဲ့ အဲကျွန်တော် sign ကြည့်နေတာပေါ့နော်နောက်ပြီးတော့ကျွန်တော်စဉ်းစားထားတာကတော့ကျွန်တော်နဲ့တကယ်လို့အဆင်ပြေတယ်ကျွန်တော်ဝေးရတာအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်သူတို့ရှိကနေပြီးတော့ UK brand နဲ့ကျွန်တော်ညှိပြီးတော့ကျွန်တော် page မှာပြန်ပြီး sale ပြန်လုပ်မှာပေါ့နော်ကျွန်တော်ပြန်ရောင်းပေးခြင်းနဲ့ဆိုပြီးကျွန်တော်ညှိထားတာရှိတယ်အားလုံးလည်းဒီလိုမျိုး share လေးတွေကျွန်တော်ဘယ်လိုလုပ်ပြရမလဲရောင်းပြရမလားဆိုတာလည်းတကယ်လို့အကြံဉာဏ်လေးပေးခြင်းပေါ့နော်နောက်အောင်ဆုံးဘာဖြစ်လဲဆိုတော့ကျွန်တော်ရှူရောက်လာတာဒီ share ပေါ့နော် cross share cross share ကကျွန်တော်တစ်ခါမှမဝင်ဘူးရဲ့ပြီးတော့ အဲဒီ local brand လဲမဆမ်းဘူးသေးတာ ਨੇ ကျွန်တော်သူတို့ပုံစံလေးလေးလဲကျွန်တော်သဘောကျတာ ਨੇ ကျွန်တော်ဆမ်းပြီးမှကြည့်လိုက်တာရောက်လာတာကကျွန်တော်ရှိမှာဒီအောင်အနီလားမသိဘူးเนาะတော်တော်လေးမိုက်ပါတယ်မဆိုးပါဘူးအသားလေးတွေလဲမိုက်တယ်ဈေးလေးလဲမဆိုး2000ကျွယ်လား2600ထားပါတော့အဲ့လောက်ပဲရှိတယ်အပြည့်တူက crop ဖြစ်နေတာပေါ့နော် crop ဖြစ်နေကြတာကြတော့ကျွန်တော်တို့လိုအရက်ပူတဲ့လူတွေအာအရန်ကြီးမရှိတဲ့လူတွေအတွက်ဆိုရင်တော့ဒါတော်တော်အဆင်ပြေတယ်အရက်အရန်ရှည်သွားတယ်ဒီခါးတွေပါတယ်ရန်ရှည်သွားဆိုရင်ဒီ crop shack ကအဆင်မပြေလောက်ဘူးဘာလို့ဆိုတော့သူက အဲဒီလောက်ဝရှာရတာဒီလက်တွေပါလေ line ပေါ်မှာ line ကားတွေပေါ်ဒီမှာလက်တွေပါလေမြောက်လိုက်ပြီဆိုရင်အဲ့လိုနည်းနည်းဟာသွားတာပဲဘာလို့ဖြစ်တယ်ပေါ့နော်အခြား local brand လေကျွန်တော် line ကြည့်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တိတ်မကြိုက်ဘူးပေါ့နော်ဘာလို့ဆိုတော့ local brand တော်တော်များများပေါ့နော်ဒီမှာတွေ့နေကြတော်များများများသူတို့က t-shirt တို့ဒီ t-shirt ပေါ်မှာတို့ print နေတယ် graffiti တို့ hoodie တို့ဆိုတော့ဒါကျွန်တော်အကြိုက်မဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့ဒါလေးတိတ်မဝေးဖြစ်တော့အဲ့ကျွန်တော်ဒါလေးပဲ sand try ကြည့်လိုက်တာ အာကျွန်တော်တို့တော့အဆင်ပြေတယ်အခုနွေရာသီမှာဆုံတဲ့ဒီကောင်လေးတွေဝင်တော်တော်လေးအထားကြလို့ထင်တယ်ဗောနောက်ခုကျွန်တော်ဝတ်ထားတဲ့ပုံစံမျိုးတော့အောက်က share view လေးနဲ့အဲဒီလိုမျိုးလေးဝတ်တယ်ဆိုရင်အဆင်ပြေပါတယ်ကဲ brother တို့ကဒီပဲဒီ look မှာပဲ brand ကြီးကောင်းလဲပဲ brand ကြီး try မှုလဲပဲ brand ကြီးကောင်းအဆင်ပြေလဲကျွန်တော် recommend လေးပေးကြည့်ပါဦးဘယ်ရာလေးကျွန်တော်အစထပ် try ရမှာပဲဗောနောပြီးတော့ဒီကောင်လေးတွေကျွန်တော်ရောင်းပေးရမလား အဲ့ဒီအင်ဂျင်တွေဒီ Barmis Studio ဆိုရယ် running ပါမယ်။အခြားသူတို့ကတော့ limited story ပါတယ်တော့ပြောလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ရရင်တော့ရောင်းပေးမယ်ပေါ့နော်။ Rather to အမြင်နဲ့ကောဘယ်လိုမြင်ကြလဲ။အချက်ချက်တော့ပြောပြပါဦး။ Okay ဒီနေ့ကတော့လောက်ပါပဲ။ကျွန်တော်ဒါရရင်ကုတ်ကူပါ။ Bye bye ။